အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ NSC ကွန်ရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်မျှဝေသွားမှာတော့ tap အသုံးပြုနည်းဖြစ်ပါတယ်เนาะကျွန်တော်ဒီအတက်အသုံးပြုတဲ့နည်းလေးကိုအာရှိမှာတော့ပါเนาะကျွန်တော်တခါပြောပြခဲ့ပူပါတယ်အဲ့ဒါကဘာလဲဆိုတော့အာအဲ့ဒီ tap ကိုသုံးပြီးတော့မှကျွန်တော် CV form ကျွန်တော်ရေးတဲ့နည်းနှမျိုးကျွန်တော်ပြောပြခဲ့ပူပါတယ်เนาะအခုကျွန်တော်နောက်ထပ်ဒီ tap အသုံးပြုလို့ရတဲ့နည်းလို့ကျွန်တော်ထပ်ပြီးမေးနေတာဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်တနည်းနဲ့ထပ်ပြီးတော့စမ်းပြပေးလိုက်ပါမယ် ဟုတ်ပြီဆိုတော့ကျွန်တော် tab ဆိုတာကဒီကောင်လေးပြောတာနော်ဒီဒီကောင်လေးပြောတာပါအာကျွန်တော် keyboard က tab နဲ့ဒီဘောကသတ်မှတ်တဲ့ tab နဲ့ကတူပါတယ်ဒီကောင်ကိုသုံးလို့ရတဲ့နေရာတော့အများကြီးပါပဲခဏလို့ကျွန်တော် keyboard က tab နဲ့တွဲအသုံးပြုတာရဲ့နောက်တစ်တစ်ခုကျတော့ bullet numbering တက်တဲ့နီးအာနဲ့တွဲပြီးတော့သုံးတာပေါ့နော်အဲ့ဒီနီးရဲ့လည်းကျွန်တော်ရှေ့မှာမျှဝေပြီးသားဖြစ်ပါတယ် အကျွန်တော်မကြည့်ရသေးတဲ့လူတွေမသိသေးတဲ့လူတွေကအကောင့်ထဲမှာဝင်ပြီးတော့ရှာပေးပါအကျွန်တော်တိတ်မကြသေးဘူးဖြစ်သေးတဲ့အပေါ်နာလေးတင်တွေ့ပါလိမ့်မယ်နော်အဲ့တော့ဒီဒီကောင်နဲ့တွေ့သုံးတာနောက်ထပ်လည်းကျွန်တော်သူ့ဘယ်နေရာမှာသုံးလို့ရသေးလဲဆိုရင်စာပိုက်တွေနဲ့ညှိတဲ့နေရာမှာသုံးလို့ရဆိုတော့ကျွန်တော်အဲ့ဒီဟာလူရှင်ဆုံးပြောပြသွားလိုက်မယ်နော်ကျွန်တော်ဒီ Microsoft Word မှာလေ့ကျင့်ဖို့အတွက်ကျွန်တော်စာလေးတွေခေါ်ယူလို့ရတယ်အဲ့ဒါတော့ကျွန်တော်အဲလူတိုင်းနေပါသိမယ်လို့ထင်ပါတယ် keyboard ပေါ်ကနေကျွန်တော်ညီမရှင်းထိုးပါပြီးတော့ရင် RA anti rant လို့ရေးပြရပါမယ်နော်ပြီးတော့ရင်လက်သေးကွင်းဖွင့်မယ်ကျွန်တော်ဒီလိုလက်သေးကွင်းအဖွင့်ပိတ်နေလဲလို့လို့ရတယ်အဖွင့်ပိတ်မယ်နဲ့နှိပ်ပြီးတော့ under နှိပ်လဲမယ်ဆိုသူကစာပိုင်၅ပိုင်အော်တိုကျပေးတယ်ပေါ့နော်နောက်ထပ်တနည်းကျွန်တော်တို့ကစာပိုင်၅ပိုင်မလိုချင်ဘူးဒါဆိုကိုယ်စိတ်တန်းကြာစာပိုင်ကိုဒီမှာရေးထည့်လို့ရတယ်9ပိုင်လား10ပိုင်လား15လား20လား100လားပေါ့နော်ကိုယ်စိတ်တန်းကြာတောင်းလို့ရပါတယ်ပြီးတော့လက်သေးကွင်းပိတ် under နဲ့ကျွန်တော်စာပိုင်ကိုတတ်မှတ်ချက်ကြီးနဲ့မလိုချင်ဘူးဆိုရင်တော့လက်သေးကွင်းအဖွင့်အပိတ်နှိပ်ပြီးတော့ under နှိပ်လိုက်တာနဲ့စာပိုင်ကျလာမှာဖြစ်ပါတယ် ဟုတ်ပြီဒါလေးကျွန်တော်စာပွဲညှိလိုက်ပါဦးမယ်နော်ကျွန်တော် justify မို့ဟုတ်ပြီအဲ့ဒီနေရာမှာကျွန်တော်တို့ကဒီကောင်ဘလို့သုံးတာလဲဆိုရင်ဒီမှာကအတုံးလေးကသုံးလုံးရှိတာနော်အဲ့ဒါလေးကိုကျွန်တော်တို့ခွဲမြင်ဖို့လိုအပ်တယ်ပထမတစ်ခုကဘာလဲဆိုတော့ဒီအပေါ်တုံးလေးသူ့ဘာတင်ထားပြပေးမယ်အမှ first line inter လို့ရေးထားတယ်ပြောမယ်ဆို interdiction ကျွန်တော် paragraph group ကိုတုံးသုံးတဲ့လူဆိုဒီကောင်လေးတွေသိပါလိမ့်မယ်ဒီကောင်ကကျွန်တော်စာပိုက်တွေကိုဒီလိုညာဘက်တိုးတယ်ဘယ်ဘက်တိုးတယ်ပေါ့သူကတစ်ခါနှိမ့်ဘယ်လောက်သွားလဲဆိုတော့0.5ရွေးပါတယ် ဒီလိုမျိုးပေါ့နော်သူက0.5ဘယ်ဘက်ပြန်ရွှေ့ရင်လဲ0.5ပေါ့လေအဲ့တော့မှကျွန်တော်ကကိုယ်စိတ်တန်းကြာသူ့အတိုင်းပေါ့နော် position တိုင်းမဟုတ်ဘဲနဲ့ကိုယ်စိတ်တန်းကြာနေရာရွှေ့စီရှင်နေဆိုရင်တော့ဒီအတုံးလေးတွေရွှေ့လို့ရတယ်အဲ့တော့ကျွန်တော်အဲ့ဒီအတုံးကိုကျွန်တော်ဘယ်လိုမှတ်မလဲဆိုရင်ပထမအောင်ဆုံးဒီ trick ံပြောင်းပြန်လေးကိုကြာတော့ first line intel လို့ခေါ်တယ် first line in တဲ့ဘလို့အလုပ်လုပ်လဲဆိုကျွန်တော်အခုဒီစာပိုက်မှာကာစာရှားလိုက်တယ်ပြီးတော့အဲ့ဒီ first line in တဲ့ကိုပဲဖြည့်ရွှေ့ကြည့်လိုက် ဒါဆိုရင် ပထမစာကြောင်းလေးပဲနောက်ကိုရွေးသွားတာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲပြီးတော့ကျွန်တော်တို့ကဒီအလဲတစ်ခုကြည့်လိုက်မယ်အလဲတစ်ခုကျတော့ hanging in debt လို့ရေးထားတယ် hanging ဆိုတာကကျွန်တော်တို့ပထမစာကြောင်းကလွဲပြီးတော့ကြံတဲ့စာတွေအလုံး hanging လို့သတ်မှတ်လိုက်မယ်ဒါဆိုဖြည့်ရွှေ့ကြည့်လိုက် ပထမစာကြောင်းကကြံခဲ့တယ်ကြံတဲ့စာကြောင်းတွေနောက်ကိုရွေးသွားတယ်ပေါ့အဲ့ဒါဘာလို့ခေါ်လဲဆိုရင်ဒီအလဲတစ်ဒုံ hanging in debt လို့ခေါ်တယ်အောက်ကနေကြည့်လိုက်တော့သူက indentation ဖြစ်သွားပြီပေါ့နော် left in debt ဒီကောင်နဲ့တူသွားပါပြီအဲသူကကျတော့ဒီ၄000တုံးလေးကနေဖြည့်ပြီးတော့စိတ်ကြက်ရွှေ့လို့ရတယ် ဲ့ဒါကျွန်တော်ဒီသူ့နောက်တဲ့သုံးလို့ရတာကျွန်တော်ခဏပြောသလိုမျိုးဘူးလက်နဲ့နံပါတ်တွေเนาะအဲ့ဒီသင်ငန်းစာမှာတွားကြည့်ကြည့်လိုက်ကျွန်တော်တို့ဒီကောင်လေးရဲ့အသုံးပြုပုံအမှားလဲကျွန်တော်အသေးစိတ်လေးထပ်ပြောထားတယ်အခုကတော့ကျွန်တော်စာပိုင်းနဲ့ပြန်ပြောပေးတယ်အာမှတ်မိတော့ကျွန်တော်နောက်တစ်ခေါက်ပြန်ပြောပေးမယ်ပထမအောင်ဆုံးဟာက first line in depth ဖြစ်တယ်အာဒီအလဲရတစ်ခုကြတော့ hanging in depth ဖြစ်တယ်အာ၄တောင်တုံလေးရကြတော့ကျွန်တော် left in depth ဖြစ်ပါတယ်ဒီလိုစိတ်ချရွှေ့လို့ရတာပေါ့နော်အဲဒါလေးကကျွန်တော်ဒီအတုံလေးတွေရဲ့သဘောတရားပြောပြတာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြောချင်တာကဘာလဲဆိုရင် ီ keyboard ကနေ tab နဲ့တွေ့သုံးမယ်နော်ဒီကောင်လေးနော်ဒါလေးကျွန်တော်ရှေ့မှာနှစ်ခုလုံးပြောပြီးသား bullet number ring တက်တဲ့ဟာကိုကျွန်တော် CV font ရေးတဲ့နေရာမှာသုံးခဲ့တဲ့ tab ကိုအမှနှစ်ခုပြောပြီးသားအခုနောက်တနည်းကျွန်တော်ထပ်ဆန်းကြည့်မယ်နော် font ကတော့ကျွန်တော်မပြောင်းတော့ဘူးကြိုက်တဲ့ font နဲ့ဆန်းလိုက်နော်ဟုတ်ပြီဥပမာကျွန်တော်အာနေအာကျွန်တော်အကုန်လုံးကြည့်ရလို့ကျွန်တော်မြန်မာလိုလေးရေးပြလိုက်မယ်နော်အာကျွန်တော်ဒီရှေ့မှာစင်ရှိတယ်ဆိုပါဆိုနမူနာလေးတစ်ခေါက်ရေးပြပေးမယ်ပြီးမှကျွန်တော် တက်ကဘလို့တတ်မှတ်ရလဲဆိုတာလေကျွန်တော်ပြန်ပြောပေးမယ်ဩစင်ပြီးတော့ဒီမှာ keyboard ကနေကျွန်တော် tab ကိုပဲနှိပ်တာเนาะဒီဒီ tab လေးကိုပဲနှိပ်တာเนาะကျွန်တော်အာပြီးဘာနှိမ့်လိုက်မှမသိဘူးဖြစ်မှာဆိုတော့ tab ကိုနှိပ်တယ်ပြီးတော့ကျွန်တော်တို့အာဒီမှာအမြည်လို့ရေးမယ်ပေါ့လေနည်းပြီးတော့ကျွန်တော်တို့နောက်ထပ်တစ်ခုကအာမြို့နယ်ရေးမယ်ဆိုပါစို့မြို့နယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ထားပါတော့မှတ်ပုံနေနံပါတ်ပေါ့နော်မှတ်ပုံနေအမှတ် ဟုတ်ပြီအဲ့ဒီ၃ခုဒီမှာ၄ခုပေါ့နော်အဲ့ဒီ၄ခုကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီထဲမှာသူ့ရဲ့ position တိုင်းလေးကျွန်တော်တို့ဝင်သွားစီချင်တာအဲ့ဒီ tab ကိုသတ်မှတ်ပြီးတော့နော်အဲကျွန်တော်ပြောနေရှုပ်မှာဆိုလို့လက်တွေ့တခါတည်းဆမ်းလိုက်နော်အဲ့ဆိုဘယ်လိုဆမ်းလဲဆိုရင်စင်ကိုကြက်တော့ကျွန်တော်ရှေ့ဆုံးမှာထားမယ်အဲ1နဲ့3လေးရေးလိုက်ရင်တော့အဲပုံမှန်တမ်းပဲဖြစ်မှာဆိုအဲ့ဒါပြင်စရာမလိုကျွန်တော်အမီကိုကြက်တော့ဒီ0.5လောက်ကနေစာရေးမယ်ပေါ့ဒါမှမဟုတ်တိတာတော့ကျွန်တော်တက်လက်မမှာစာရေးလိုက်မယ်နော် ဒီအမီယိုကျွန်တော်တို့ကတလက်မှနာမှာရေးလိုက်တယ်ဒါဆိုဒီမှာပေဒန်နာလေးမှာအောက်နှကန်းလေးမှာသွားထောက်လိုက်သူ့သူဒီမှာတလက်မှဖြစ်သွားပြီနော်ပြီးတော့ကျွန်တော်ကမြို့နယ်ဆိုတဲ့ဟာလေးကိုကျတော့ကျွန်တော်ဘယ်နှမှာရေးလိုက်မလဲဆိုရင်၃လက်မှခွဲနာရေးလိုက်မယ်၃လက်မှခွဲဦးမှာကျွန်တော်တို့ကဘာနဲ့ရေးမှာလဲဆိုဒီကောင်းလေးဒီမှာကျွန်တော်ကဒေါင်နာလေးမှာဘဲအလဲဆန်နာညာရွှေ့လို့ရနော်သူ့တော့ဒီမောက်ပွိုင်နာလေးတင်ထိုင်းပေါ်တယ်မှာ rise inter နောက်တစ်ချက်ထပ်နေလိုက်မယ်ဒါဆိုရင်အာ decimal inter ပေါ့နော်ပေါ်လာလေးကနည်းနည်းလေးနောက်ကျနေတယ်။ decimal inter နောက်တစ်ခုကကျတော့အာဒီမှာ ပါလေးလည်းမသိဘူး။အော်ဘားတက်တယ်နော်။နောက်တစ်ခုထပ်နေကြည့်လိုက်မယ်။အဲ့ဒါတော့ကျွန်တော်ဒီ hanging inter တွေဖြစ်သွားပြီနော်။ကျွန်တော်သုံးမှာအဲ့ဒါမဟုတ်ဘူး။ဒါဆို left inter ပုံမှန်နဲ့ left inter ဖြစ်တယ်နော်။ကျွန်တော်ဒါ left inter နဲ့ထောက်တာ။ကျွန်တော်က mu နေကိုကျတော့ကျွန်တော် center inter နဲ့ထောက်စီချင်တာ။ဒါဆို center လို့ခေါ်ပါတယ်နော်။ center တက်ဖြစ်သွားပြီ။ကျွန်တော်မှတ်ပုံးနေအမှတ်ကျတော့ကျွန်တော်ကနောက်ကရေးလိုက်ရှေ့ကိုပြန်ကတ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်စမ်းပြပေးလိုက်မယ်။ညာပိတ်လေးနဲ့ပေါ့နော်။ဟုတ်ပြီ။အဲ့ဆိုကျွန်တော်အခုချိန်မှာဒီ center inter လေးကိုကျွန်တော်ပြန်ယူလိုက်မယ်။အဲ့ဒါလေးကိုသုံးလမခွဲမှာထောက်လိုက်မယ်။ ကျလည်းနမူနာပြပေးရအောင်ဆန္ဒအင်တက်ပြီးတော့နောက်တစ်ခုကျတော့ကျွန်တော်ဒီမှတ်ပုံနေဆိုတဲ့ဟာလေးကျတော့ကျွန်တော် rice internet နဲ့ဒီ6လက်မအပိတ်ပေါ့နော်ဒီဖက်နာလေးမှကျွန်တော်သွားထားလိုက်မယ်ဒီလိုလေးစားထားလိုက်တယ်နော်အဲဆိုကျွန်တော်ကပြန်ပြောပေးမယ်နော်အမီကကျွန်တော်တလက်မနာမှာထားခဲ့တယ်မြို့နယ်ကိုကျတော့3လက်မခွဲမှာဆန္ဒရှိနေမှတ်ပုံနေအမောက်ကျတော့ညာဖက်မှာကတ်လိုက်တယ်အဲလိုအဲဆိုဘာဒီပြောင်းလဲသွားတာလဲဆိုကျွန်တော်ဒီမှာစင်မှာတော့ကျွန်တော်ပုံမှန်တိုင်း01 1လို့ဖယ်ကြည့်လိုက်မယ်နော်ပြီးတက်နှိပ်လိုက်မယ်အမှထားပါတော့မမော် အဲဒါကျွန်တော်က left inter ဖြစ်နေတဲ့အတွက်ဘယ်ဒီဘယ်ဟိုဘက်သူကအဖြောင့်ယူထားမှာနော်ပြီးတော့ tap ကိုနှိပ်လိုက်ပြီးမြို့နယ်မှာကျတော့ကျွန်တော်ဘာလုပ်ထားလဲဆန်တာယူထားတာအဲ့တော့ကြိုက်တဲ့ဟာရေးလိုက်ကျွန်တော်ဒီမှာအဲတောင်ကြီးမျိုးလိုရေးလိုက်တယ်ဒါဘာဖြစ်နေဆိုဒီမှာအလဲဆန်တာတက်တက်ပဲသူကဖြစ်နေလိမ့်မယ်နော်ပြီးတော့မှတ်ပုံးနေအမတက်ကိုပဲနှိပ်သွားပြီနော် keyboard ကနေကျွန်တော် space bar တွေနှိပ်လို့မရတက်ကိုနှိပ်သူကဒီမှာညာဘက်ဖြစ်နေသည့်အတွက်ကျွန်တော်မှတ်ပုံးနေနံပါတ်ကြီးရေးတဲ့အချိန်မှာထားပါတော့ကျွန်တော်ဒီမှာဆို73ညင်းဆောင်ပေါ့နော်အဲကာလာနာ နိုင်ပါလေဒီလိုပေါ့ပြီးတော့ဒီမှာ0ဘလောက်ဘလောက်ဘလောက်ဒီလိုရေးထည့်လိုက်မယ်အဲ့တော့ကျွန်တော်ရေးထည့်သမျှဒီဘာပဲဖြစ်နေမလဲဆိုညာဘက်ကပဲပိတ်နေလိမ့်မယ်သူကဒီကောင်လေးညာဘက်ကပိတ်မယ်အဲ့တော့ဒီတက်ပြက်သဘောတရားလေးကိုနားလိုက်မယ်လို့ထင်တယ်နော်အဲ့တော့ကျွန်တော်ဒါကတော့စာရေးပြီးမှစမ်းပြသွားတာမရေးခင်ကလည်းကျွန်တော်တခါတည်းသတ်မှတ်ထားလို့ရတယ်နော်ကိုကမားမကြောက်တဲ့ဆိုတော့စာရေးပြီးမှသတ်မှတ်ထားတော့အကောင်းဆုံးပေါ့လေနော်အဲ့တော့ကျွန်တော်ဒီမှာ internet မရှိတော့ဘူးပြန်စလိုက်မယ်နော်ပထမကျွန်တော်စင်ကားတော့ဒီမှာပဲရေးမှာမပြောင်းတော့ဘူး နောက်တစ်ခုကျွန်တော်ဒီအမြည်တို့တက်လက်မမှာရေးမှာဘာနဲ့ရေးမှာလဲဆိုရင် left tap နဲ့ရေးမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဘက်မှာဒီ left tap ကိုယူတက်လက်မမှာထောက်လိုက်ပြီပြီးကျွန်တော်တို့ကဒါအမြည်ရေးမဲ့နေရမြို့နေကျတော့ကျွန်တော်သုံးလက်မခွဲမှာထားမှာစန္ဒာနဲ့အဲဆိုစန္ဒာပုံစံလေးယူဒီမှာစန္ဒာပုံစံတက်ကိုယူပြီးတော့အောက်ကနေ ြစ်ချက်လေးတော့နေပေးလိုက်ဒါဆိုရပြီနောက်တစ်ခါကျွန်တော်ဒီ6လမှစွန်းစွန်းသုံးစိတ်နားလောက်မှာပေါ့နော်ညာဘက်ကကက်ရှင်တာဖြစ်တည်အတွက်ဒီလိုညာဘက်ကလေးကက်ပေးလိုက်ဒါဆိုဒီမှာတက်တွေတက်မှတ်ပြီးသွားအဲ့ဆိုခဏစာလေးပဲကျွန်တော်ပြန်ရေးလိုက်မယ်ဒီမှာစင်ပြင်တက်ကိုနေမယ်အမီတက်ကိုနေမယ်မြို့နယ်တက်ကိုနေမယ်အာမှတ်ပုံနေအမှတ်ပေါ့နော်ဟုတ်ပြီ ဒီကောင်လေးပါပဲเนาะအဲ့ဒါကကျွန်တော်ဒီ tab ကိုသုံးပါပေးတာပါအဲ့တော့ကျွန်တော်ဒီအောက်မှာနမူနာပဲဒီတိုင်းပဲထည့်လိုက်တော့မယ်ဒီမှာဒီကောင်ကတော့ပုံမှန်လဲဆိုတော့ left tab ပဲပေါ့เนาะအညီမှာလဲ left tab ပဲဒီမှာစာရီကဘယ်ဘက်မှာညီမယ်မြို့နယ်မြို့နယ်ကြတော့ကျွန်တော်စန္ဒာရှင်ပြီးအတွက်ရေးသမျှစာရီအလဲစန္ဒာဖြစ်မယ်အဲကျွန်တော်မှတ်ပုံနေအမှတ်မှာကျွန်တော်ညာဘက်ကတ်တာလေးအတွက်ရေးလိုက်တဲ့စာရီအားလုံးကညာဘက်မှာညီနေလေပါလိမ့်မယ်เนาะဒီလိုလေးပေါ့ဟုတ် ဒီလိုမျိုးလေးဖြစ်နေပါလိမ့်မယ်နော်ဟုတ်ပြီအဲဆိုရင်အဲဒီဒီတက်လေးကိုနားလိုက်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ဒီနားကနဲ့တွဲပြီးသုံးတာသူ့အသေးစိတ်ထပ်ပြင်လို့ရတာတော့ဒီအောက်ဘက်နှာခမ်းနားမှာနှစ်ချက်နှိပ်လိုက်ရင်ဒီလို tap stop position လေးပေါ်ပါတယ်ဒီဒီကောင်လေးနဲ့ကျွန်တော်ကဥပမာတလက်မမှာတတ်မှတ်မှာ sorry နော်ကျွန်တော်ဒီကောင်လေးနဲ့မူနာပြန်လုပ်လိုက်မယ်ဒီမှာ နာကျွန်တော်တတ်မှတ်ခဲ့တဲ့တိုင်ဒီမှာတလမ်းမမရှိတယ်တလမ်းမမဒီ left တက်ဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်တို့ကသုံးလမခွဲသုံးလမခွဲနားမှာဆန္ဒရှိနေတယ်အဲဒီမှာ6.38ဆိုတော့ဒီကောင်ပြောတာเนาะအကောင်လေးမှာကျွန်တော်ကျွန်တော် right ယူထားတယ်အဲ့တော့ကျွန်တော်ကလမ်းမကိုအတီးကြနဲ့ဒီမှာတီးပြီးသားဆိုလေဒီမှာ auto တကားတယ်ရေးထည့်ပြီးသွားလို့ရတယ်เนาะဒီအောက်ကဘိုင်းနေထက်သိစေခြင်းနဲ့ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားဖြစ်ပါတယ်အဲ့ဒီဘိုင်းမှာသွားကြည့်လိုက်ရင်ဒီကောင်လေးတဲ့သဘောတရားကိုပို့ပြီးတော့နားလဲပါလိမ့်မယ်เนาะဟုတ်ပြီ အဲ့တော့အခုကျွန်တော်ပြောခဲ့တာနှစ်ခုเนาะ keyboard က tab နဲ့ဒီကောင်လေးနဲ့ပြောလိုက်တာဖြစ်ပါတယ်အာ line လို့ကြည့်ပါမရတာရှင်ကျွန်တော်ပြန်မေးပေးပါအားလုံးစင်ပြေကြပါစေခင်ဗျာ